ိုင်းမှာနေနေတဲ့ထိုင်းမှာ glorious အခြေချနေတဲ့ digital nomads တွေ experts တွေပြောဆိုလို့ရှိရင် insurance plan တခုတော့ရှိထားတဲ့။ဘာလို့ဆိုဖိတ်တဲ့အစားဘာလို့မှလည်းပေါ့။တခုခုဒီမှာဒါပေးပြီးတော့ဘာလို့အမြင်ဖြစ်နေတယ်မဟုတ်ဘူးဆိုပြီးအဲ့လောက်စိတ်ဝင်စားခဲ့။ဒီနေ့ကတော့အထက် Rapid Company ပေါ့နော် BDS Company ရဲ့အဖွဲ့ Rapid Care Insurance Broker သူတို့ရဲ့ယုံကြီးကိုထိတ်သွားလဲမှာဖြစ်ပါတယ်။ဖိတ်အဲ့ယုံမှာထိတ်တငယ်ချင်းရှိတယ်ပေါ့နော်။သူကထိတ်ယူဒါ special guest အနေနဲ့ဖိတ်ထားတယ်။ ဲ့မှာထိတ်သူနဲ့ချိန်ပြီးတော့ခုကြည့်ရှုသူတွေအတွက်ကိုဒီ insurance နဲ့ပတ်သက်ပြီးတော့လောကတည်တဲ့နဲ့အရေးကြီးတဲ့အကြောင်းအရာတွေကိုထိတ်သူမေးပေးမှာဖြစ်ပါတယ်။ဆိုတော့ထိတ်နေတူတူလိုက်ခဲ့ကြပါထိုင် rapid care company ကိုသွားမှာပေါ့နော်။အချက်ထိတ်နေလိုက်ခဲ့ကြပါ ဲ့ဒီတို့29တက်ကိုရောက်ပြီပေါ့နော်ဒီ29တက်မှာ rapid care ဆိုတာရှိတယ်တွားကြည့်မယ်အဲဒီဘက်ကတဲ့အခြားဟာဒီဘက်က rapid care company တွေ rapid care broker company ဆိုတော့ဒီမှာအိုးရောက်ပြီ let's go hello uh, i'm here to meet dr lindy ့သူတို့ရဲ့ meeting room တွေတွေက one of the meeting rooms ပေါ့နော်ဟုတ်ထိုင်ရိုးကို booking လုပ်ပေးထားတာတော့ panorama view ဒီဘေးကနေပြီးတော့360အကုန်လုံးမြင်နေရရှုခင်းရတယ်ရမ်းလာထိုင်ရမြင်နေဆက်လိုက်ပါဆိုတော့အခုထိုင်တင်ငယ်ညုံဆောင်နေ Hello Hello ငယ်ချင်းမတွေ့ရကြပြီဟုတ်ပါမတွေ့ရကြပြီငါအကြောင်းပြောင်းသွားပြီတဲ့ကတွေ့ပြတော့တာပဲဟုတ်ပါအញ្ញံကိုရောက်သွားပြီတဲ့နော်ဟုတ်ပါ တော့အားလုံးမင်္ဂလာပါအခုတော့ထက်ရီဒီ rapid care ရုံးထဲကိုရောက်နေပြီပေါ့နော်အာဒါကတော့ထက်ရီတငယ်ချင်းမှာဒေါက်တာမေဝတုံစုတက်ပေါ့နော်ဒါပေမဲ့ဒေါက်တာလင်ဒီယာလို့လည်းခေါ်ရဲပေါ့နော်ဆိုတော့သူကတော့ဒီ rapid care ကုန်ဒီမှာဒါ consultant အနေနဲ့လုပ်နေတာပေါ့နော်အဲကြောင့်မလို့လည်းထက်ရီကပြောတာဒီမှာဆွေးနွေးလို့ရရဲ့လုံးဝမြန်မာလို့ဆရာဝန်ကိုယ်တိုင်ရှိရဲဆိုတာ သူပါပဲတော့အားလုံးပဲမင်္ဂလာပါခရီးနဲ့ဒီဒေါက်တာလီနီယာနဲ့ကမင်းနေ့စေချောင်းရက်အတူတူတက်လာတာပေါ့နော်အရန်ရင်းနေတဲ့အစကလေးတွေကတငယ်ချင်းတွေပေါ့နော်ဆိုတော့အခုကြည့်ရှုသူတွေကိုဒီ insurance အကြောင်းတွေကိုထိတ်တငယ်ချင်းကိုမေးပေးမယ်အကုန်လုံးလဲဒါမသိရသေးတဲ့ဟာတွေအရေးကြီးတဲ့ဟာတွေသိသွားအောင်လို့ထိတ်မေးပေးပါမယ်ဆိုတော့လူတွေအများကြီးသိကျင်တဲ့အများစုသိကျင်တဲ့ဒီ insurance အကြောင်းတွေကိုထိတ်ရသူ့ကိုအားလုံးကိုသာမေးပေးမှာဖြစ်ပါတယ်ဆိုတော့လိုက်ကြည့်ကြပါငါအခုသိကျင်တာကဒီ rapid care ကတခြား ခုလိုမျိုး insurance ရောင်းတဲ့ကုမ္ပဏီရှိသေးရယ်ကွာဟုတ်ဟူဒါရိုက်ငါတို့ခုဒီ rapid gain နေရောင်းပေးနေတဲ့ insurance ကုမ္ပဏီ main ကုမ္ပဏီကနေပြန်ရောင်းရရှိတယ်အဲ့အိုင်နဲ့ကြတော့ဘလို့ကွာဝါလဲပေါ့နော်အဲ့မှာဓာတ်ရိုက်သွားဝယ်ရတဲ့ဒီ rapid gain ကိုလာဝယ်ရတဲ့ကဘာ advantage တွေရှိသွားလဲအာဆိုတော့တကယ်ကြီးရယ်အာငါတို့စီကနေလည်းနေဝယ်လို့ရတယ်မှန်တယ်ခုနကပြောတော့ direct company တွေကနေလည်းဝယ်လို့ရတယ်မှန်တယ်ဒါပေမဲ့တကယ်ချင်းသူတို့စီသွားလို့ရှိရင်သူတို့စီမှာရတဲ့ plan တွေကိုပဲတကယ်ချင်းက limited လေးတွေ့ရမှာ ဆိုတော့ငါတို့စီလာမယ်ဆိုလို့ရှိရင်တကယ်ချင်းကငါတို့ကချိန်ထားတဲ့ insurance က80ရှိတယ်စုစုပေါင်းမျိုး80ကျော်ရှိရဆိုတော့တကယ်ချင်းကအဲ့80တွေကနေမှငါတို့ကတကယ်ချင်းနဲ့အသင့်တော်ဆုံးဖြစ်မယ်အကန့်ကြီးဆုံးဖြစ်မယ်ဘလောက်ငါတို့ပြန်ရွေးပေးရငါမယ်ကေရွေးကိုရတာခုနပြောတဲ့ဒီ main company ပေါ့နော် i company တခုတည်းကိုပဲတွားလေးလာမယ်တွားပြီးနေမယ်ဆိုလို့ရှိရင် तू ကသူ့ company မှာပဲရောင်းတဲ့ package တွေကို तू ကညှို့ပြနိုင်မှာ yes correct ဒီမှာကျတော့ company အများကြီး ချိန်ထားဖြစ်တဲ့အတွက် comparison ဟင် comparison ရှင်းပြလို့ရမယ် comparison ဟုတ်တယ်နော်ပြောကြဒီလာမင်းလူနဲ့ budget နဲ့သူနဲ့တင့်ညော်တဲ့ package ကိုပို့ပြီးတော့ညှို့လေးလို့ရတယ်အားဒီတယောက်ဆိုဗာနဲ့ပူတင့်တော်မယ်ဆိုတာဟုတ်တယ်တကယ်ဆိုဘာလို့လဲဆိုတော့တကယ်ဆိုတချို့လူတွေကကြာတော့သူတို့လူချင်တာကဥမာထားပါတော့ငါတို့ impatient ဖြစ်တတ်မယ်လူချင်တာရှိတယ် outpatient ဖြစ်တတ်မယ်လူချင်တာရှိတယ်ဒါပေမဲ့တကယ်ချင်းတို့အဲ company တို့ထိုက်လိုက်သွားတဲ့အခါမှာရနိုင်တဲ့ package တွေကကြာတော့သူတို့စီမှာ plan ဆွဲပြီးသား product design တွေကိုပဲရမယ် ဆိုတော့ virus ကြီးမှာကြာတဲ့ငွေချင်းရဲ့ variety အမျိုးမျိုးရှိရတဲ့ကြောင့်မလို့ဥပမာထားပါတော့လူတစ်ယောက်ကသူက mix and match လုပ်ချင်တယ် but benefits လေးတွေတော့လိုချင်တယ်သူ့ရဲ့ဖားချက်ကတော့ဘယ်လောက်ပါလို့ပြောလို့ရှိရင်ငါကအဲ့ဒါကိုပြန်ပြီးတော့မှစီစဉ်ပေးလို့ရတယ်။အော်။အဲ့ကြဈေးရော main ကုန်ကတော့ဝယ်ရတယ်။ဈေးစီမှာဝယ်ရတယ် ရတိတူဝဲလာကိုဈေးပေးလိုက်ရတာရှိတာအခုလိုမျိုး consultation တွေလုပ်ပေးရတာလေငါတို့ရဲ့ consultation fee က everything services က free တင်တယ်ရှင်အာငါတို့ရဲ့အဓိက main purpose ကကြတော့ customer တွေ client တွေပေါ့နော်အဓိက best plan ကို best suitable price နဲ့ငါတို့ကပေးနိုင်အောင် try နေတာပေါ့နော်ကျောတမစီငါတို့ဆီကနေရမယ်ဥမာထားပါတော့ plan တစ်ခုကိုငါတို့ဆီကနေဝယ်มาရေ community ကနေတဲဝယ်มาရာဒီနောအတူတူပဲဩအကုန်ငါတို့ services ပို့ပြီးတော့မယူထားအောင် service charges တွေပဲ အဲ့လိုဆိုရင်တော့ main company ကိုတော့ warehouse ဆိုင်အခုလိုမျိုးရှင်းပြပေးနိုင်တဲ့ broker company ကိုဝယ်တာပေါ့ကောင်းတော့เนาะအဲ့လိုမျိုး broker company တောင်မှတော့မြန်မာလိုရှင်းပြနိုင်တဲ့ဆရာဝန်နဲ့ရှိတဲ့ဒီ rapid ခဲမှာပို့ပြီးအဆင်ပြေတာပေါ့เนาะအေးပေါ့အေးပေါ့ပြောမယ်ဆိုရင်တကယ်ချင်းဘယ်လို꽈ွားမလဲဆိုတော့ငါတို့အခုလောလောဆယ်ဒီထိုင်းနိုင်ငံမှာဖြစ်နေတာကမြန်မာတွေကလည်းငါတို့ဘာလဲပြောတော့တော်တော်အာ ဝင်လာပြီပေါ့နော်ဆိုတော့ထိုင်းနိုင်ငံဝင်လာတဲ့အခါမှာဆိုရင်အာအဓိက communication barrier အဖြစ်နေတယ်။တကယ်ကျတော့တခြား company တွေကိုသွားလို့မရတာမဟုတ်ဘူးရတယ်။ဒါပေမဲ့မြန်မာ consultant တယောက်အနေနဲ့ကသူတို့စီမှာအခုချိန်ထိပေါ့နော်အာဒီမရှိသေးဘူးပေါ့ပြောရမယ်ဆိုတော့ငါတို့ကတော့ပထမဦးဆုံး leading လုပ်နေရပေါ့ငါတို့ replicate ခဲ့ရတော့ကျောတငယ်ချင်းရဲ့ငါကတော့ဘလို့အကြံပေးချင်လဲဆိုတော့ကို့အတွက်အသင့်တော်ဆုံးဖြစ်မဲ့ပလောင်ဝယ်ချင်တော့ consultant နဲ့အရင်ဆုံးတိုင်ပင်တာအကောင်းဆုံးပဲ ဘာလို့လဲဆိုတော့ငါတို့ကကြတော့တတိချာချာလေးဒီ proper training တွေလည်းရထားတယ်။ company တစ်ခုချင်းစီကနေ training အသေးစိတ်တစ်ခုရထားတာပေါ့နော်။ဆိုတော့ငါတို့ကတငယ်ချင်းကိုပြန်ပြီးတော့မှ compare and contrast လေးလုပ်ပြီးတယ်။အာပြီးတော့တငယ်ချင်းနဲ့အသင့်တော်ဆုံးဖြစ်မဲ့ plan ကိုလည်းငါတို့ကပြန်ရှာပေးတာပေါ့။ဆိုတော့ကိုကအုံတော့၆ဆရာမလို့ဒီ insurance industry ကအမှန်တမ်းပြောရရင်အရန်ကျေပြန်တယ်။ဆိုတော့ငါကတော့ဘလို့ကြံပေးချင်လဲဆိုရင် plan အခုအတွက်အကောင်းဆုံး plan လို့ကျင်လား concept နဲ့အတိုင်းပဲ။အဲ့လိုမျိုးတိုင်မြင်တာလေ free ပေါ့နော်။ Yes ။ ငါတို့ရဲ့ service channels တွေအကောင်းဆုံး free ။အမြင်ပြီးတော့မဝယ်ပြစ်သွားရင်ရောအာတငယ်ချင်းကိစ္စမရှိဘူး။ဒါပေမဲ့ဘာဖြစ်သွားမလဲဆိုတော့တငယ်ချင်းကငါတို့စီကနေပြီးတော့ information တွေရပါမယ်။ knowledge တွေရပါမယ်။ဆိုတော့ငါတို့စီမှာတိုင်ပင်ပြီးသွားပေမဲ့ချက်ချင်းမဝယ်ပြစ်လိုက်ပေမဲ့ပြန်လာတဲ့ customer တွေလည်းရှိတယ်။ဘာကြောင့်လဲဆိုတော့တို့ကဒါအဓိကတော့ငါတို့က trust ကို build လုပ်နေရပါတယ်။အဲ့တော့ခုဒီမြန်မာနိုင်ငံသားတွေအနေနဲ့ပေါ့နော်။ဒီ package တွေအကြောင်းသိပြီးတော့မြန်မာနိုင်ငံမှာနေနေတဲ့လူက ် international plan ပေါ့ international coverage ရဲ့ plan ကို plan ဝယ်ခြင်းလဲဆိုရင်ရောဝယ်လို့ရတာအဲ့ကြားရတဲ့တကယ်ချင်းအာငါတို့စီမှာကဒီ Thai local plan တွေဒီမကောက် international plan တွေရရှိရပေါ့နော်ဆိုတော့ဥပမာထားပါလို့မြန်မာနိုင်ငံမှာနေနေတဲ့လူကအာငါတို့စီက plan ကို international package ကိုဝယ်ခြင်းလဲဆိုရင်လည်းရတယ်ဒါပေမဲ့တခုရှိရဲ့ဒါကြတော့ငါတို့ Thai နိုင်ငံမှာရှိရဲ့ company တိုင်းရဲ့ rules ပေါ့နော်အဲ့ဒါဘာလဲဆိုတော့တကယ်ချင်းဒီအာ Thailand မှာတော့ at least 180 days တော့နေပြရမယ် အဲအဲ့လာမှတိုင်းတငွေချင်းရဲ့ဒီ insurance ကဘယ်လိုဖြစ်လဲ6လပေါ့နော်6လပေါ့နော် exactly 180 days ကတော့အပြောရလို့ရှိရင်တော့အတိအကျကြီးတော့ဖြစ်စရာတော့မလိုဘူး။ဘာလို့တချို့ company တွေကနားလေတယ်။ဘာလို့ဟိုတချို့ကကြာ business တွေလုပ်နေတဲ့ကြောင့်မလို့သွားစီပြန်ပြီးရှိနေပေါ့နော်။အဲအဲကြောင့်မလို့ exactly 180 days တော့မဟုတ်ပေမဲ့အာငွေချင်း Thailand မှာတော့ resident ဖြစ်ဖို့တော့လိုတယ်။အဲ့ဆိုသူတို့ပြောရရက်180ဆိုတာလေလေ။အဲ လုံးဝ consecutive ပေါ့နော်။နောက်လျှောက်186လကွက်တီနေရာမျိုးမဟုတ်ပဲနဲ့၃၃လလောက်နေလိုက်မြန်မာနိုင်ငံပြန်သွားလိုက်။ဒီနောက်တစ်လလောက်နေလိုက်ပြန်သွားလိုက်။အဲအဲ့လိုမျိုးဒီတစ်နှစ်အတွင်းမှာနေတဲ့ဟာတွေပြန်ပေါင်းလိုက်လို့လည်းရတယ်ပေါ့နော်။ရတာပေါ့တကယ်ချင်းဟိုဒီ180ဒီငါတို့ကစတိုက်ကြီးဖြစ်နေကြမလို့ဘယ်လိုမျိုးလဲဆိုတော့ဥပမာငါတို့တချို့ဆိုရင်ထိုင်းမှာနေရယ်စင်ကာပူမှာနေရယ်မြန်မာမှာနေရယ်စသဖြင့်ပေါ့။ဒါပေမဲ့အ ਨੇ ဆုံးတော့ထိုင်းနိုင်ငံမှာတစ်နှစ်လုံးပေါင်းလိုက်လို့နေရရက်ပြီး180ရောက်ပြရမယ်။ ဖြစ်တယ်။အဲ့တော့အခုတင်ငင်ကျွန်တော်ရဲ့ဒီ Rapid Care ကငါတို့က BTS group ပေါ့နော်။ Rapid Cat တည်းတုံးစီရယ်လေ။အဲ့ဒီ Rapid Cat company နဲ့တူတူပဲလား။အတူတူပဲတငယ်ချင်းအာငါတို့ရဲ့ Rapid Care ဒီ BTS တုံးသွားတဲ့ cat ပေါ့နော်။အဲ့ဒီ Rapid Cat နဲ့ company ကအတူတူပဲ။ Hmm like that. အဲ့ဒါနဲ့တင်ကိုလေယုံကြည်မှုရက်လုံးဝကိုတိုးသွားနော်အဲ့ဒါမိုက်အဒီ BTS group ကကြတော့ငါတို့ထားနေမြန်မာကလည်းတကယ်မမြင်ရတဲ့ community တစ်ခုပဲပေါ့နော်ဆိုတော့အလူအများစုက rapid လို့ပြောလိုက်ပြီးဆိုတာနဲ့ BTS ကိုအရင်ကြည့်ပြီးတက်နေကြရတယ်ပေါ့အဲ့အဲ့တော့ဒီကြည့်ရဲ့လူတွေအတွက်ကောပေါ့နော်မေးချင်တာကအကယ်၍ဒီခုလိုမျိုး insurance ဝယ်ခြင်းနဲ့ပြီးတော့ online နေပဲပေါ့နော် PC ဒီ consultation တွေပဲလုပ်ရှင်နေဆိုရင် လုပ်လို့ရတယ်ပေါ့နော် online နေပဲအဲတကယ်ချင်း everything process ငါတို့စပြီးတော့ဒီ inquiry စတက်ပြီးဆိုတာနဲ့ငါတို့ဘက်ကနေပြီးတော့ consultant တယောက်ကနေတကယ်ချင်းစစ်တယ်ပြီးပေါ့နော်ပြီးလို့ရှိရင်ငါတို့ plan တွေကို detail ရှင်းပြပေးမယ် compare and comparison တွေလုပ်ပြပေးမယ်အဲပြီးွားလို့တကယ်ချင်းဟုတ်ပြီ plan တစ်ခုရွေးချယ်လိုက်လို့ကြိုက်သွားပြီဆိုလို့ရှိရင် payment process ဒီတိုင်းအောင်က everything က online process နဲ့လည်းအဆင်ပြေတယ်တကယ်ချင်းလုပ်လို့လည်းရတယ်အဲ့ဆိုရင် payment က bari နဲ့ရတယ် visa master အဲဆိုတော့ payment ကကြတော့တို့ bank transfer နဲ့ရမယ် credit card debit card နဲ့ရမယ် visa ကလည်းရတယ်နော်အဲ time ဆိုတော့ဒီ prompt pay လို့ပါလည်းရမယ်အဲရရပါတော့အဲ့ဆိုတော့တော်တော်အဆင်ပြေပါတယ်ဒီ credit card debit card တွေရောအကုန်ရရဆိုတော့ညီတို့ကဒီ payment method တွေရော customer တွေအတွက်အဓိကအဖြစ်ပေါ့နော် online တမျိုးနဲ့သွားနိုင်အောင်လို့အဆင်ပြေအောင်ညီတို့ကတော့အတက်နိုင်ဆုံးစီစဉ်ပေးထားတယ် ပြောရင် insurance ဆိုဘူးက online ပေါ်မှာတင် PC ပြရတော့ဟုတ်တယ်ပေါ့နော်တချို့လူကြတော့ရှိသေးရလေလုံးဝ physically လာပြီးတော့မေးချင်တာ physically တွေ့ရမှသူတို့ကကျင်းနေပြီးတော့ယုံကြည်ရပါတော့နော်အဲ့လိုလူတွေအတွက်ကြတော့ယုံကဘယ်နောက်မှရှိပြီးဘယ်လိုလာမေးလို့ရလဲဆိုချက်ပြောပြပေးပါအာငါတို့ရုံကိုအကယ်၍ impersonal ရှင်လို့ရှင်လည်းငါတို့ one new welcome လုပ်ပါတယ်။ဒါနောက်မှရှိလဲဆိုရင်တော့လုံပြီးပြီပါတယ် one bank box ပေါ့နော်။အဲ့ဒါမျိုးကြီးရဲ့တကယ်ချင်း Google Map ကနေပြီးတော့မှအရှာလိုက်လို့ရှင်ဝက်ဖိတ်ခဲ့တော့ကဆိုပြီးတော့တွေ့လိုက်ပါတယ်။ တော့အခုထပ်ရလို့ free consultation ကိုမှ online နေရကျင်တဲ့လူတွေအတွက် insurance plan တွေဝယ်ကျင်တဲ့လူတွေအတွက်ထပ်ရအခု link လေးပေးထားပါတယ် description မှာလည်းကြည့်လို့ရမယ် comment မှာလည်းချပေးထားတယ်အဲ့ဒီ link လေးကိုဝင်ကြည့်ပြီးတော့ဒီ get free code ဆိုတဲ့လေးကိုနှိပ်ချင်းအပြင်အဲ့မှာကိုယ့်ရဲ့နာမည်ထည့်မယ်သူတို့ဖြည့်ခိုင်းတဲ့ form လေးကိုဖြည့်ပေးရတယ်ဒါသူတို့ဘက်ကနေပြန်ပြီးတော့ဆက်တွေ့ပါလိမ့်မယ်အရှင်ညာရင်ဆွေးနွေးလို့ရပါတယ် ထိုင်းရာထိုင်းနိုင်ငံမှာဘာဖြစ်လို့ဒီ insurance တခြား broker တွေအများတွေကမှ rabbit care ကိုရွေးပြီးတော့ recommend ပေးလဲဆိုရင် rabbit care မှာပဲထိတို့ရဲ့ဒီမြန်မာဆရာဝန်ပေါ့နော်မြန်မာစကားနဲ့တိကျကျရှင်းပြနိုင်တဲ့ဆရာဝန်ထားထားတယ်။လုံးဝ language barrier မရှိဘဲနဲ့တိကျဆွေးနွေးလို့ရတယ်ပေါ့နော်။ဆိုတော့အဲ့ဟာအရန်ကိုအားတကြတခုဖြစ်နေလို့ပါ။ဆိုတော့အခုထိတ်တော်တော်များများထိတ်သိနေတဲ့မေကွန်လေးကိုဒီဒေါက်တာလင်းဒီယာကိုလည်းမေးပေးသွားရပါတော့။သူလည်းအများကြီးဖြေပေးသွားရတယ်။ဒါပေမဲ့ ကိုတိကျင်တဲ့ဟာတွေမပါသွားဘူးထိပ်မေးရတယ်မှာမပါသွားဘူးထပ်ပြောတိကျင်တာရှိရဆိုလို့ရှိရင်ခုနထိပ်ပြောလင့်လင်းမှာဒါ booking appointment free ဒါ link လေးကိုနှိပ်ပြောကြတော့ယူလို့ရပါတယ်ပြီးတော့ထိပ်ယူမေးကြရရှိတယ်ဒီ time မှာ international plan ware နဲ့မြန်မာနိုင်ငံကနေ international plan ware နဲ့ဘာကွာလဲပေါ့နော်အဲ့ပေါ့မြန်မာနိုင်ငံကနေလမ်းဝယ်တဲ့ဒီ international plan ကပိုတော်မှ တက်တာသေးတာပဲအဲ့ဆိုမြန်မာနိုင်ငံနေမှာဝယ်တော့မှာပေါ့လို့စဉ်းစားကြရပေါ့နော်ထိရုပ်ကိုယ်တိုင်လည်းအခုဒါ insurance တွေဝယ်တော့မယ်ဆိုရင် like ရွေးချယ်တဲ့အခါမှာစဉ်းစားမိရပေါ့နော်ကိုကိုယ်တိုင်စဉ်းစားမိရအရာတခုပေါ့တကယ်ကလေအဲ့ဘာကွာဘာလဲဆိုတော့ထိရုပ်ဒီ time မှာနေနေတာเนาะဒီတစ်နှစ်အတွင်းမှာရက်180ကြော်သွားပြီဆိုလို့ရှင်တော့ဒီ time ရဲ့ resident ဖြစ်သွားပြီပေါ့နော်အဲ့တော့မြန်မာနိုင်ငံနေလှန့်ဝယ်လို့မရမြန်မာနိုင်ငံကဝယ်ထားတဲ့ဒီ international plan insurance ဒီ health insurance plan တွေဒီ မြန်မာနိုင်ငံကနေပြီးတော့ထွက်သွားတဲ့အချိန်နေစပြီးရက်60အတွင်းမှာသူတို့ကကဘာပေးတာအဲ့တော့အဲ့ရက်60ကြော်သွားတဲ့နောက်ပိုင်းကာလကြီးကော့ကိုဖြားနာနာဘာဖြစ်ဖြစ်ဘာမှကလိန်လို့မရတော့ဘူးဆိုတော့အလကားဖြစ်သွားမှာပေါ့နော်ဆိုတော့အကယ်၍သာကိုကမြန်မာနိုင်ငံမှာလည်းနေတယ်သွားလိုက်ပြန်လိုက်လုတ်တယ်အဲ့လိုရက်60အတွင်းမှာမြန်မာနိုင်ငံပြန်တယ်ပြန်သွားလိုက်ပြန်ထွက်လိုက်လုတ်နေလို့ဆိုလို့ရှင်တော့မြန်မာနိုင်ငံကဒီ international health insurance plan ဝယ်ရကောင်းတယ်ဒါပေမဲ့ထိတ်လို့လို့ ဘန်ကောက်မှာ base ထုတ်တယ်အဲ့လိုတခြားနိုင်ငံမှာ base ထုတ်တဲ့လူတွေဒီမြန်မာနိုင်ငံ insurance ဝယ်လို့မရဘူးပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ထိတ်ခွနာပြောရတိုင်းမြန်မာနိုင်ငံနေထွက်လာပြီရ60ထိပဲကားပါပေးရဖြစ်တဲ့အတွက်ဒါသူတို့နှစ်ခုရဲ့ကွာခြားချက်ပေါ့နော်။အဲ့တော့ဆိုတော့ဒီနောက်ထပ်ထိုင်းနိုင်ငံရဲ့အခုလိုမျိုး insurance plan တွေ international insurance plan တွေကိုလည်းမြန်မာနိုင်ငံရဲ့လူကမြန်မာနိုင်ငံမှာနေနေလှမ်းဝယ်လို့ရလားဆိုရင်မေးခွန်းတွေရှိတယ်။အဲ့လိုကြလဲဝယ်လို့မရပြန်ပါဘူးလေ။ဘာဖြစ်လို့လဲဆိုတော့ဒီထိုင်းနိုင်ငံမှာရောင်းနေတဲ့ insurance plan တွေဒီ ထိုင်းမှာနေတဲ့လော်တလော်နေနေတဲ့ resident တွေကိုပဲရောင်းတာမို့လို့တဲ့ဆိုတော့အ ਨੇ ဆုံးတော့ထိတ်ခွနာပြောတဲ့ဒီထိုင်းနိုင်ငံမှာဒီတစ်နှစ်အတွင်းမှာအ ਨੇ ဆုံးရက်180တော့နေဘူးမှသူကရောင်းပေးတယ်ဒါကပြောရင်ဒီအခုထိတ်ပြောရ rapid care မှာမဟုတ်ဘူးရှစ်တမြ insurance အကုန်လုံးထိုင်းရ insurance အကုန်လုံးကအဲ့လိုမျိုးရှိရပါတော့သူက rules policy တခုရှိရအဲ့တော့ထိတ်လဲဒီ insurance plan ထိတ်နဲ့ဆိုင်နဲ့ဟာဝယ်ဖို့အတွက်ထိတ်တင်ငွေချင်းနဲ့တိုင်ပင်ဖြစ်တယ်ပေါ့နော်ထိတ်အကြံပေးချင်တာတခုက ဟိုကထိုင်းနိုင်ငံမှာပဲအများစုနေတယ်တခြားနိုင်ငံတွေတိတ်မသွားအောင်ဆိုလို့ရှင်တော့ Thai only plan ပဲဝယ်ပေါ့နော်အဲ့ကောင်ကြီးကပို့ပြီးတော့တန်တယ်ဈေးပိုနည်းတယ်ပေါ့နော်ပြီးတော့ဒီ Thai only plan ကြီးမှာတော့ cashless အာပြောရင်ခုပတ်စံပို့ကြိုပြီးရှင်းစရာမလိုဘဲနဲ့ပြီးတော့မှပြန်ကလေးနာမျိုးလောက်စရာမလိုဘဲနဲ့ချက်ချင်းဒီကတ်လေးပြလိုက်တာနဲ့သူကတော်တူပြီးသွားပါပေါ့နော် insurance ကရှင်းသွားမျိုးရှိတော့အရန်ပို့ပြီးအဆင်ပြေအဲ international plan ကတော့သူ့ထက်တော့ international coverage ရှိသွားဆိုတော့ဈေးတော့ပိုများတယ်နိုင်ငံခြားတွေရောအဲ့လို အမြဲနဲ့ရှောက်သွားနေတဲ့လူမှာပဲအဲပို့ပြီးတော့သုံးဝင်တယ်ပေါ့နော်ဆိုတော့ထက်ဤကိုထက်ဤနဲ့တက်ဆိုင်နဲ့ဒီအသက်28 29 30ဝန်းကျင်တွေအတွက်ဒါထက်ဤတငယ်ချင်းကနေ recommend ပေးတဲ့ package လေးတို့ထက်ဤပြောပြမယ်ပေါ့နော်ဒီမှာကြည့်ကြည့်လိုက်ပေါ့နော်ဒါထက်ဤအတွက်ကိုထုတ်ပေးထားတာထက်နမနဲ့ဒါ date of birth ကဘယ်လို age ကဘယ်လောက်ပြီးရင် number of people ဘယ်နှယောက်အဲ့လိုမျိုးထုတ်ပေးရပါတော့ဒီမှာဆိုလို့ရှိရင်ကြည့်ရတဲ့ option A B C D ဆိုပြီးတော့၄ခုထုတ်ပေးထားတယ် ဒါကပြောရင်ထိနဲ့ကြိုက်တဲ့ဟာတယောက်နဲ့တယောက်ကတော့တူမှာမဟုတ်ဘူးကိုသုံးကျင်တဲ့ဒီပတ်စံအမောက်ပေါ်မှာလည်းမူတည်တယ်လို့ကိုရကျင်တဲ့ benefit တွေပေါ်မှာလည်းမူတည်ပြီးတော့ဒါရွေးပြီးကြည့်ရအောင်ပေါ့နော်အဲ့တော့ဒီမှာအကြမ်းကြီးကြည့်မယ်ဆိုလို့ရှိရင်ဒီ option A နဲ့ option B ဒီ international option C နဲ့ D ဒီထိုင်လောင်းဒီအဲ့တော့ဈေးရလဲကွာလိမ့်မယ်အဲ့တော့ဒီမှာကြည့်မယ်ဆိုရင်သူကကို policy တစ်ခုဝယ်တော့မယ်ကိုဒီ insurance တစ်ခုဝယ်တော့မယ်ဆိုလို့ရှိရင်ကိုရဲ့ insurance က value cover ဖြစ်တယ်လဲဆိုတော့ကိုက detail ဖတ်တင်တယ် ဒီရေးတရားလုတ်ထားတင်တယ်အဲ့အမှတခုခုဆိုရင်ရှင် claim ရကောင်းမယ်တိမှာပေါ့နော်အဲ့တော့ဒီမှာဆိုရင်ဒီမှာ annual limit ကဒေါ်လာ90ရာထောင်တောင်းသိန်း2သိန်းခွဲဒီမှာဆိုရင်များရပေါ့နော်လောလောဆယ်ကထိတ်တင်ငွေကြီးရတော့ထိတ်ယူ international plan ကိုဝယ်မယ်ဆိုရင် vumi ကအရန်ကိုတန်နေရဆိုပြီးပြောရပေါ့နော်အဲ့ကောင်ကို recommend ပေးနေပေါ့နော်အဲတခုနဲ့တခုကတော့တူမှာမဟုတ်ဘူးအဲဒီမှာဆိုလို့ရှိရင်ကြည့်ကြည့်လိုက်အကြမ်းမြင်းကြည့်မယ်ဆိုလို့ရှိရင်ဒီ Vumi ရကွာဒီ accident အတွက် cover လို့ဒီ emergency room အတွက်ဟာဆိုလို့ရှိရင် cap မလုပ်ထားဘူးဒီ Thailand ဟာရေဆိုလို့ရှိရင် cap လုပ်ထားရကွာ accident အတွက်ဆိုရင်ဘတ်၄000 cup အဲ့ထက်ပိုကုန်သူတို့ထုတ်မပေးဘူးဒီကောင်ဆိုဘတ်2000 cup အဲ့ထက်ပုံထုတ်မပေးဘူးအဲ့လိုမျိုးရှိရ limited လုပ်ထားရပါတော့ဒီမှာဆိုလို့ရှိရင်ဒါ within 15 days pre and post hospitalization ဆိုရင် claim လို့ရထပ် follow ရထပ်ပြတာတွေပါပဲပေါ့နော်ဒီကောင်ကကြည့်လားအမှန်ကြီးတွေတောက်လျှောက်ဘာမှတက်တက် limit တာမျိုးမရှိဘူးဘာတစ်ခုပဲလဲဆိုတော့အပေါ်ဆုံးကသူတို့တတ်မှတ်ထားတဲ့ annual limit ဒေါ်လာ35ဒိန်းဒီတစ်နှစ်စာကို cap လုပ်ပြီးသားအဲ့အတွင်းဆိုရင်ကြိုက်တယ်လို့သူက ထုတ်ပေးနေမှာပေါ့နော်ဆိုတော့တော်တော်လေးအဆင်ပြေ private room အောင်စားတွေ့လားလုံးဝကိုဖတ်မလုပ်ထားဘူးဒီကောင် time ဆိုလို့ရှင်ဒါ room နေလို့ပါတော့တထောင်ပါ day ဒါဆို6000ပါ day ပေါ့နော်ဆိုတော့ time မှာကအခန်းက average ဆိုလို့ရှင်ဘမုံကွက်လို့ပါတော့မှာနေမယ်ဆိုတော့ဒီတထောင်ပါ day လောက်မှာအဆင်ပြေမယ်အဲ့မဟုတ်ဘူးဒါကိုကတခြားနည်းနည်း budget လို့တောင် budget လို့မခေါ်ဘူးအလက်အလက်လို့မျိုးဟာတဲမယ်ဆိုရင်တော့အဲ hospital မှာနေမယ်ဆိုတော့ဒီ6000ပါ day အဆင်ပြေမယ်ပေါ့နော်အဲ့လိုမျိုးရွှေလို့ရမယ် အင်ပေရှင့်အော့ပေရှင့်ရမယ် OBD တော့ပြရစာကလိန်လို့ရတယ်အဓိကလာကြကန်ဆာအတွက်ပေါ့နော်ဒါပြတာရှိမယ်အဲ OBD ကဒီမှာဒါအော့ပေရှင့်အော့ပေရှင့်ဆာဂျူရီလဲဒီမှာအကုန်လုံး cover မိတယ်ထရကြတော့အာ inpatient only ကိုပဲကြည့်ရမှာပေါ့ဗျာ inpatient အော့ပေရှင့်ရောသူတို့သိကျင်နေပေါ့နော်ငါကဒီအခုလိုမျိုး ရန်ရိုးရိုးတန်းတန်းဖြားနာစာပြတ်လို့ရအောင်ညရွားပြန်ကွာဒီ hospitalize သေုံတက်ရတယ်ဆိုတာထက်အနီမကောင်းဖြစ်လို့သေုံတွားပြီးတော့ဆရာဝန်နဲ့ချင်းမျိုး OPD ပေါ့နော်ပြင်ပလူနာဌာနပေါ့အဲ့လိုမှပြရတာပို့ပြီးတော့များတယ် emergency ကိုရောက်တာလည်းများတယ်ဆိုတော့အဲ့ကောင်တွေကိုလည်း cover ထည့်ရရစေချင်တာပေါ့နော်အဲ့ကြောင့်မလို့ OPD ချောင်းကိုလည်းပါစေချင်တယ်ဆိုတော့သူကထည့်ရဒါအဲ့လိုမျိုးလေးတွေရှင်ပြရပေါ့နော်ဒါ physiotherapy ဆိုရှင်ဒီကောင်းဆိုရင် tan visit ထိလောက်ထားတယ်ဒီကောင်က limit မရှိဘူး အမ MICT pass scan တွေပေးတယ်ဒါရရတော့အကုန်ပေးရပါတော့ဆိုတော့ဒီမှာ vaccine တွေလည်းဒီမှာထိုးလို့ရတယ်ဒီကောင်ကကြာဒီမှာတိုင်းရှိရဒီကောင150ဒေါ်လာ150 travel vaccine စီရမယ်ဒီမှာရ Thailand plan မှာတော့မရှိဘူးပေါ့နော်အဲ့တော့ပြောရင်နောက်ထပ် dental ပြောရင်ဈေးကြီးရပေါ့နော်ထိုင်းမှာသွားပိုးစားတာလို့သွားတကူကူ crown တက်ရမှာဖားရောမှာဆိုရင်တော့ကုန်ပြီပဲချဲကုန်တာညာတော့ဖြစ်ရင်အဲ့လို dental plan လို့ဒီမျိုးလုံးနဲ့ပတ်သက်တဲ့အိုင်းလို့ vision ပေါ့နော် ဲ့လိုဟာကြီးကတော့ option နဲ့များတယ် add on ပေါ့နော်တော်ရုံမှာမပါဘူးဒါပေမဲ့ကိုကထည့်ရင်လည်းဆိုပတ်စံပို့ပေးပြီးတော့ထည့်ပြီးဝယ်လို့ရရပေါ့နော်အဲ့တော့ဒီ၄ခုအတွက်ကိုဒီမှာ annual premium ဟိုကကောင်းသလောက်လဲဈေးကြီးရ1680ဒီမှာဘူမီက2000 932ဒေါ်လာဒါပေမဲ့ဒီဘက်တေရကြတော့တက်တာရကွာထိုင်း only ဆိုတော့ထိုင်းဘက်နဲ့ပဲ3900ခေါနေရပြောရင်မစိုးပြရမယ်တစ်နှစ်စာလုံးမှ3900ပေးရကွာဘာလို့ဆိုတော့ ဘာရမဟုတ်ဘူးเนาะအဲ့လိုမျိုးထိတ်တငယ်ချင်းဘေးမှာရှိတယ်ထိတ်လဲထိတ်တော်ဟိုတော့ကမြန်မာနိုင်ငံကနေလာလင်တော့ကလည်းထိုင်းမှာအဲ့လိုစေုံတက်လိုက်ရရှိရဖုတ်နေဖုတ်နေကုန်တာ တော့အမဂျင်စီရောက်တယ်အမဂျင်စီမှာဆေးလေးချိတ်တယ်လက်တက်လေးစစ်တယ်ပြီးတော့ဆေးယူပြီးပြန်လာအဲ့ဒါ only ဘဲကို8500ကုန်တယ်ပေါ့နော်ဒါတော့မှအမဂျင်စီဖြစ်တော့ထိရအနည်းဆက်ဆုံးသူတို့ရဲ့ဒီ general hospital ကိုသွားတာနော်သူတို့ရဲ့ general hospital တောင်အဲ့လောက်ကုန်တယ်အဲ့ဆိုရင်တခြား private ဆေးယူမြေဆိုပြောမနေတော့အမဂျင်စီဝင်မီဆိုတာနဲ့တသောင်းခွဲလောက်ကတော့ဖွတ်ဆုပ်ကုန်မှာပေါ့နော်ပြီးတော့အဲ့လို surgery ခွဲတာလို့အသေးစားခွဲစိတ်တာလေးဆိုရင်တော့အသေးစားနော်အသေးစားဘတ်တသိန်းကျော်တောင်းတယ်ထိတ် condition ကြည့်အောင်အဲ့လိုမျိုးကြီးကုန်တယ်ပေါ့နော် ဟိုစည်ယုံလေးတက်လိုက်ရပြီဆိုလို့ရှိရင်လုံးဝကွာ3000 4000 5000ထွက်နေတာကွာအန္တရာယ်ကုန်တယ်ဆိုတော့ထိုင်းမှာနေနေတဲ့ထိုင်းမှာခုလိုဆိုအခြေချနေတဲ့ digital nomad တွေ expats တွေအတွက်ဆိုလို့ရှိရင် insurance plan တခုတော့ရှိထားတင်တယ်ပေါ့နော်ဘာလို့ဆိုတော့တကယ်ထိုင်းရဲ့အစားဘာလို့မှလဲပေါ့တခုဆိုဆိုမှဒါပေးပြီးပေါ့အော်အမြင်ဖြစ်နေတယ်မဟုတ်ဘူးဆိုပြီးအဲ့လောက်စိတ်ဝင်စားခဲ့နမဲအခုဘေးနောက်မှာလည်းတကယ်ကုန်နေတယ်တကယ် တော်တော်ပြောင်းရဲပေါ့နော်ကုန်နေတက်လာပြီဆိုပြီးရင်တကယ် insurance ယူထားတဲ့သူတွေကြတော့ဟာမိုင်းလိုက်တာဆိုပြီးအဲ့လိုမျိုးအံ့ဩရလာအောင်လုံးဝ3 4 5 00ကုန်တာကိုသူတို့ကတပြားမှပေးကြမလို့လိုက်ပဲနဲ့အေးစစ်စစ်လေးတက်ပြီးဆင်းလာရုံပဲအဲ့လိုဟာကြီးလည်းမြင်းနေရတော့တော်တော်တော့မိုက်တယ်ဆိုတော့ကိုနဲ့အာကြိုက်တဲ့ကိုလိုချင်တဲ့ coverage တစ်ခုရတဲ့ amount တစ်ခုတော့သုံးပြီးတော့ insurance တစ်ခုခုတော့ထိုင်းမှာနေလူတွေကတော့ဘယ်လိုမှမဆိုရှိတဲ့နယ်လို့ထိရမြင်တယ်ဆိုတော့ပြောရင် health insurance တင်လည်းမကောင်း ကားမောင်းမှုဆိုလဲကား insurance ရှိရမယ်ဘာလို့ဆိုတော့လေကိုတို့ကထိုက်တငယ်ချင်းတယောက်အတီတယောက်ချမ်းမိုက်မှာ तू ကမောင်းနာမှန်းတယ်ဟိုဘက်ကထိုင်းရတယောက်ကမှားတာ तू ဝင်တိုက်ပြလိုက်တယ်တကယ်အယောရမှာ तू ဒါမဲ့ဟိုဘက်ကဆွဆွဲပြီးဖြစ်ရှင်တော့ဒီဘက်က तू ကအဲ license ကမြန်မာ license နဲ့မောင်းတယ်လားအဲ့ဒါပါလားမသိဘူးပြီးတော့အဓိက insurance မရှိနေတာအဲ့တော့အဲ့ဟာ insurance မရှိနေတဲ့ပုံမှာထောက်ပြီးတော့ तू ကအရန်ကိုဖိပြောဖိပြောပြောလေအဲ့လို အရန်ကိုဟိုဘက်ကအရန်ဖိလိုက်တဲ့အခါမှာနင်းဒါတရားရုံးတက်ပြီဆိုလဲဘာညာပေါ့နော်နင်းရဲ့ record ကြီးကနင်းရဲ့ဒီ password မှာပေါအောင်ပေါ့နောက်ခါဆိုအစိုးဆုံးထွေးဆိုလို့ရှိရင်ထိုင်းနိုင်ငံမွေးရအောင်ဖြစ်နိုင်တယ်စုံစုံဖိခင်ရပါပေါ့နော်သူဆိုရင်အဲ့ဒါနဲ့နောက်ဆုံးသူကပြန်ရောလိုက်ရတယ်အဲ့လိုမျိုး case မဖြစ်အောင်လို့ကဒါထဲလို US မှာမောင်းပြီဆိုလဲ US ကကြောက် policy တခုရှိတာကားမောင်းပြီဆိုရင်ဟိုကားက insurance ရှိမှအဲ့လိုမျိုးမောင်းလို့ရပါပေါ့နော်ကိုယ်နာမည်နဲ့လည်း insurance ထည့်ထားမှာမောင်းလို့ရပါ ော့အဲ့ကောင်တွေကအဆင်ပြေတယ်။ထိုင်းမှာအဲ့လိုမရှိသေးဘူး။အရှေ့ကဆိုဝဲဝဲမောဝဲရသေးတယ်။ဝဲကိုယ့်ကိုခံပါတော့။အဲ့လိုမျိုးဆိုတော့ဝဲတဲ့နေပါတော့ဘာလို့မဆို insurance ကရှင်အရန်ကိုကိုယ့်အတွက်အဆင်ပြေပါတယ်။အကြမ်းမြင့်ပြောရရင်တော့ထိရလို့နှစ်ကို30ပတ်ဝန်းကျင်အရွယ်ကြီးအတွက်ဆိုလို့ရှိရင်ဘတ်3900တက်လာမှာနော်။အဲ့တော့အရန်တန်တယ်။ပြီးရင်4000ဝန်းကျင်နေပြီးတော့စရှိလို့ရပြီ။အဲ့ကောင်တော့တော်တော်မဆိုးဘူး။အဲ့တော့မှသူက quarterly ခွဲပေးကျင်တာ။နော်အဲ့လို semi annual အဲ့လိုမျိုးခွဲပြေးနေတာဆိုလို့ရှိရင်လည်းတကယ်သူတို့ရဲ့ main company မှာတော့ဝင်တော့မရအောင်ဒါပေမဲ့ဒီ rapid care မှာဝယ်မယ်ဆိုလို့ရှိရင်တော့သူတို့ rapid care ကနေကြိုဆိုက်ပြီးတော့တွင်းထားပြီးတော့မှသူကသူ့ကိုပြင်တွင်းရတာပေါ့နော်အဲ့လိုမျိုးလုတ်ပြရဖြစ်တဲ့အတွက်သူတို့နဲ့တိုင်ပြီးပြီးတော့အဲ့လို6လမှတစ်ချိန်တွင်းတာအဲ့လိုနှစ်ခါခွဲတွင်းတာသုံးခါခွဲတွင်းတာပဲလုတ်လို့ရရပေါ့နော်ဆိုတော့မစုံလေတစ်နှစ်လုံးမှ3,000 9,000ဆိုတော့တစ်လမှဘတ်3,100ပဲကြာမှာကွာကြေးတော့အကွာတစ်ခုခုကလေးရပြီဆိုအများကြီးအဆမတန်ပို့ရဆိုတော့တန်တယ်ပေါ့နော် ော့ insurance လေးထားတင်ပါတယ်ဆိုတော့အကုန်လုံးတော့ကိုထည့်ဤအာတည်ချင်တာရှိရလဲမိကုန်းလေးမိခဲ့ပြီးပြီးပြင်ထည့်ဤနဲ့တက်ဆိုင်တဲ့ plan ကိုလည်းသူနဲ့ဆွေးနွေးပြီးတော့ဒါထည့်ဤကိုချပြတဲ့ option လေးကိုလည်းတော်တော်များစိတ်ဝင်စားတာအဲ့ဒါပဲကွာဘလောက်ကုန်နိုင်တာလဲပတ်စံကဘလောက်လောက်ကနေစကုန်နိုင်တာလဲဘလူး plan ကြီးရှိတယ်ဆိုတာတည်ချင်တာ ဖြစ်တဲ့အတွက်ထည့်ရဲ့ဟာလေးဥပမာဥပမာပေါ့နော်ပြောပေးထားတယ်ကျွန်တော်တို့လည်းမတူတာဖြစ်တဲ့အတွက်ဒီထက်နည်းတဲ့ plan တွေလည်းရှိပါတယ်ဒီထက်အများကြီးပဲလိုချင်တယ်ဆိုတော့ဒီထက်ဈေးများတဲ့ plan တွေလည်းရှိတယ်ဒီထက်ဈေးနည်းတဲ့ plan တွေလည်းရှိပါတယ် ဆိုတော့ထက်ရဲ့အခုဒီဗီဒီယိုရဲ့ comment မှာရဲ့ description မှာရဲ့ link လေးထားပေးထားတယ်အဲ့ link ကိုနှိပ်ပြီးလို့ရှိရင် get a free code ဆိုပြီးတော့နှိပ်လိုက်ပြီးတော့ဒါသူတို့ဖြည့်ခိုင်းတဲ့နာမည်ဖြည့်ရမယ်ဒါအဆုံးဖြည့်ရမယ်ပေါ့နော်ဖြည့်ပြီးလို့ရှင်ဖောင်ဖြည့်လိုက်ပါဖြည့်လိုက်လို့ရှင်သူရဲ့တက်ဆိုင်အောင်ရောက်သွားပြီးတော့သူကနေပြန်ပြီးဆက်သွက်လာလိမ့်မယ်ကိုရှင်းပြဖို့ appointment ယူပြောအဲ့လိုမျိုးဒါစကားပြောပြီးရှင်းပြလို့သူတို့ရှင်းပြပါလိမ့်မယ်လုံးဝ free consultation ရရပါပေါ့နော် တော့ဒီ rabbit ခဲမှာကသူများရင်နဲ့အတာတာတစ်ခုကမြန်မာဆရာဝန်ရှိပါတယ်အထက်မှာဝန်ထမ်းမြန်မာဆရာဝန်ရှိတယ်မြန်မာဆရာဝန်ကော့ဆပ်တန်ကတရားရှင်းပြပေးနိုင်တာဖြစ်တဲ့အတွက်ခုလိုကိုလေးလိုဒါမြန်မာနိုင်ငံကလာတဲ့လူတွေကလောက language barrier လည်းမရှိဘူးပုံမှန်လေးနဲ့ပြောလို့ရတယ်အရန်ကိုအဆင်ပြေပါတော့အကြောင်းထည့် rabbit ခဲကိုအကုန်လုံးကို recommendation ပေးတာဖြစ်ပါတယ်ဆိုတော့ဒီ video လေးကအားလုံးအတွက်လည်းအကျိုးရှိမယ်လို့မျှော်လင့်ပါတယ် see you next video bye bye